မျိုးတွေကောင်းတော့နေနေခင်ပါဗျာဒီနေ့ကတော့20ရက်6လပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျာဒါပုံမှန်ကျမ်းမာရေးရဒါဥစဉ်ဟာလမ်းလျှောက်နေကြနေရပေါ့နော်ဒါဥစဉ်ရဲ့ကျောင်းရဲ့နောက်ပေါ့နော်ဒီဘက်တောတောင်ထဲမှာဒါလမ်းလျှောက်လာတော့ဟာလေလဲရတယ်ညီငယ်မှုလည်းရှိတယ်ပေါ့နော်ဒါစီချိုလည်းတက်မလာဘူးပေါ့လမ်းလျှောက်ပြီးရင်စေးပုံမှန်လေးတောက်နေလို့ရှိရင်တော့နော်အဲ့ဒီနေ့မျိုးတွေကိုဥစဉ်ကဘာပြောချင်တာလဲဆိုလို့ရှိရင် ဥစဉ်တို့မနေ့ကဆိုလို့ရှိရင်မရေယာဘက်မှာပေါ့နော်မရေယာဘက်မှာမရေယာမရေမှာနည်းနည်းတိုက်ပွဲဖြစ်တယ်ပေါ့ဗျာတိုက်ပွဲဖြစ်တယ်ဖြစ်တဲ့အခါမှာနော်တချို့ကအောက်ကနေအမှန်အထက်ကိုအမှန်တရားတွေမတင်ပြတာတွေခုထိပဲအလိန်အလိန်ခံရတော့ပေါ့နော်အောက်မှာတတိရှိရှိဒီတတ်နယ်မှုတွေကိုတိုင်းမှုတွေကိုအဆင်အဆင်မတင်ရတဲ့အတွက်ကြောင့်အဲ့တော့မတင်ရတော့ဘသူတွေနင့်လာလဲဆိုတော့ကို့လူတွေပဲနင့်လာတာအောက်ကလူတွေပဲနင့်လာတာဗျာနော် နည်းအားဆိုလို့ရှိရင်ဥစဉ်တော့ဒါဘီတူစစ်တွေပေါ့နော်လက်ထဲနဲ့ဟိုကជីလိုတယ်နော်အထက်ကိုတို့ကတင်ပြတော့ဒီជីလိုတဲ့နေရာကိုဘာလဲဆိုတော့တိုက်ပွဲမဖြစ်ဘူးဆိုပြီးမှတို့ကတင်ပြတယ်နော်တင်ပြတယ်တကယ်လို့ဒါအထောက်အထားရှင်ပြရခိုင်းလောင်းတယ်လားဆိုလို့ရှိရင်လည်းဥစဉ်အဲ့ဒီလိုတဲ့တူတွေကိုဒါတိုင်မှုကြီးဆိုတတ်နိုင်မှုဆိုခေါ်ပြီးမှပြောလို့ရတယ်နော်ជីလိုဒီတယောက်မှ90လောက်ပဲရှိတယ်ဗျဟုတ်လားတိုက်ပွဲမဖြစ်ဖဲနဲ့ជីပစ်မပစ်တယ်လို့တို့ကတင်ပြတယ် အဲ့တော့တိုက်ပွဲမဖြစ်ဖဲနဲ့အဲ့ဒီနော်အဲ့ဘိုးကြီးကဘယ်နာပုံနေရလဲပေါ့နော်ဘာလို့တူတူနောက်ဆုတ်ပြေးတယ်လားလဲဥစဉ်ကမင်းခွင့်ပြန်ထောက်ရမလို့ဖြစ်နေနော်မနေ့ကဒါလူတွေနောက်ဆုတ်ပြေးတယ်ဥစဉ်တို့ပြည်သူစစ်တွေပဲဒါကြံခဲ့တယ်ကြံခဲ့တယ်နော်ပြီးမှငြိမ်ပြီးဆိုတော့သူပြန်လာတယ်ဟဲ့ပြီတော့တိုက်ပွဲမဖြစ်ဘူးဘာမှဖြစ်ဘူးဆိုပြီးတင်ပြเสียရှိအောင်မတင်ပြဘူးနော်အမေကအောက်မှာလိုအပ်ချက်ကိုတင်ပြရတယ်ဥစဉ်ကကိုယ်ကလေးကပြောရင်မတင်ပြရဲ့ကြုတ်တင်ပြမယ်ပြလို့ခင်ဗျအဲ့ဘိုးကြီးကိုဆက်ခိုင်းလိုက်လို့ဟုတ်လားဒီလောက်ထိဥစဉ်တို့နော်အဲ့တော့မနေ့က ဥစဉ်တော့တောင်မျိုးကပတ္တသတရားကြားတယ်။နှစ်ယောက်တွန်းယောက်တော့ထန်ရတယ်လို့ဥစဉ်တို့နော်ထန်ရတူကတော့မစိုးရင်ရဘူးထန်ရတယ်။နော်အဲ့တော့ဥစဉ်တို့ဒီတိုက်ပွဲဝဲမဖြစ်ဘာဖြစ်ဖြစ်ဗျာလို့လလတိုက်ဖို့ပုံဖို့ဆိုရင်တော့ဒီခရမ်းနေရအရန်လိုအပ်တယ်ဆိုတဲ့အကြောင်းလေးဥစဉ်တို့ဒါပြောပြခြင်းဖြစ်တာပါနော်ပြောပြပြောပြနေခြင်းဖြစ်တယ် တခါတလေခင်ဗျားတို့ကလည်းအမှန်တရားပြောရင်တိတ်ပြီးမှကြိုက်တာမဟုတ်ဘူးဗျာနော်အမှန်တရားပြောရင်ကြိုက်တာမဟုတ်ဘူးနော်အဲတတိရှိရှိတတ်နယ်မှုတွေကိုတင်ပြပါတတိရှိရှိတိုက်မှုတွေကိုတင်ပြပါဘာဖြစ်လို့ခင်ဗျားတို့မတင်မတင်ပြတော့ခင်ဗျားခင်ဗျားတို့လည်းမဟုတ်ဘူးဒီကိုနဲ့နာတယ်မြေပြင်စစ်မြေပြင်ကနဲ့နာတယ်အကုန်နဲ့နာတယ်လိုအပ်တဲ့ရာကိုဒါရဲတင်ပြမှသာလျင်ကိုကမတိတော့ဘယ်လိုလုပ်ပြရမှာလဲမတိတော့ဘယ်လိုချပြရမှာလဲဒီလိုမျိုးဝင်ပုံစံမျိုးဖြစ်နေနော် အဲ့တော့မနေ့ကတပည့်တွေရှိရနေလှန့်ဆက်တယ်ဘိုးကြီးဒီလိုလိုအပ်တယ်ဗျာတဲ့တပည့်တို့ပြောပြပေါ့ဦးနဲ့ဟုတ်လားပြောပြပေါ့ဦးနဲ့ဒီနေ့တော့ဖြစ်စည်းလားမဖြစ်စည်းလားတော့မတူးပေါ့ဗျာဒါဥစ္စာတော့ပြောချင်တာကတော့ပြောချင်တာအများကြီးပဲဗျာတော့အများကြီးပြောချင်တဲ့အရာကြီးတော့အများကြီးပဲတော့တို့ဒါနဲ့အဲ့လိုကိစ္စရင်းနဲ့မပြောတာဥစ္စာတော့တော်တော်လေးကြာနေမပြောတာတော်တော်လေးကြာနေဘာကြောင့်မပြောတာလဲဆိုလို့ရှိရင် အာဦးစင်ရတပည့်တော်တော့မတင်ပြပဲနဲ့ဖေဟာတိုက်မှုစီတင်ပြတယ်အာဦးစင်ရတပည့်တော်မပြောပဲနဲ့ဖေဟာတက်နေမှုစီကိုတင်ပြတယ်ကုကိုတိုင်းကအမှန်အဲ့ဒါတွေဦးစင်ရတိုက်မှုစီလည်းပြောစရာမလိုတက်နေမှုစီကိုလည်းပြောစရာမလိုခင်ဗျားတို့တင်ပြရမယ်ကျုပ်ကိစ္စလည်းမဟုတ်ဘူးဒါနဲ့ကျုပ်ကိစ္စမဟုတ်ရင်ရှေ့မှာတပည့်တွေကျုပ်တပည့်တွေကလည်းအများကြီးရှိတယ်လေလူရရင်တော့ကျုပ်ကပြောရမှာပဲဗျနော်ကြီးလုံလောက်ကြီးလုံလောက်လို့ချလိုက်လို့ကြီးလုံလောက်လို့လိုအပ်လို့ဖြစ်လိုက်လို့ကိုတပည့်တွေဖြစ်ပါကြီးမလုံလောက်ဖဲနဲ့ခံလိုက်ရဆိုသူတို့လက်ခံလို့မရဘူးလေ เนาะလက်ခံလို့မရဘူးဥစဉ်တပည့်တည်းပြင်စင်စားနေမဟုတ်ဘူးပြင်စင်စားတော့တကယ်ကိုတိုင်းပြည်နဲ့တတ်မလို့ချစ်လို့တာဥစဉ်တပည့်တည်းဒီလက်နဲ့ကင်ပြီးမှခမရှေ့မှာဒီလိုလှုပ်ဆောင်ပေးနေရတာအများကြီးပဲเนาะဒါသွားလို့ရှိရင်အခုဆိုလို့ရှိရင်ဟုတ်လားဒါဝတ်တော့ကရည်လည်းဖမ်းတဲ့အခါမှာဟုတ်လားဝတ်တော့ကရည်မစည်းနဲ့မစည်းနဲ့များသူဖမ်းလားအိမ်ထဲကလောက်ကုန်ရင်အိမ်ထဲကနေစောင့်နေငါတတ်နိုင်ဘူးငါဆက်ပေးမယ်လို့လူတို့လာကြိုလိုက်မယ်လားခေါ်လိုက်မယ်လို့ အဲ့ဒီခင်ဗျလိုက်ထွက်ငှားပြီးမှသွားလိုက်ထွက်တစ်စီးကိုငှားသွားမယ်ဆိုရင်လည်း၃လေးဒိန်းလောက်ပေးရတယ်ဗျဒီ၃လေးဒိန်းလောက်ဒါတော့မှတိတ်မလိုက်ချင်ကြအောင်ဘာကြောင့်ကိုချင်းစာလေသူကလိုင်စင်ကားကြီးနဲ့လေဒီကားကြီးပြည်သူစစ်တီကိုပတ်တာစားတွေကိုလိုက်ပို့ပါတယ်ဆိုပြီးခုဘက်ကမလိုအပ်တဲ့တစ်ဖက်ကမှတ်ထားရင်သူ့မတွေ့အန်တရရှိတယ်နော်အန်တရရှိတယ်အဲ့တော့လိုက်ထွက်လဲမငားနဲ့ကွာလို့သူတို့လားကြိုလိုက်မယ်ကွာလို့လားခေါ်လိုက်မယ်ကွာလို့ဒီလောက်ထိဦးစင်းကတော့ဒါပြောထားလीပြောထားတယ်နော် အဲ့တော့ထွေထူးထူးစကားတွေအများကြီးတော့ဥစဉ်တော့မပြောချင်ပါဘူးဒီချိန်မှာအောင်ပွဲ LED ရနေတဲ့ချိန်နော်တစ်ခါတလေရှေ့မှာ Blue City နဲ့တိုက်တယ်ပတ်သက်စာရင်းနဲ့တက်မတော်တိုင်းနဲ့ညူစာတိုက်တယ်အောင်ပွဲရတယ်မြောက်တော့ဘယ် Blue City နဲ့တိုက်တယ်ဆိုတော့တစ်ခါလေကြီးနန်းထဲမှာထဲချင်မှာထဲတာနော်ကြီးနန်းထဲမှာထဲချင်မှာထဲတာတကယ်ဟိုမှာရှေ့မှာတကယ်လုံထွေးပုတ်ခတ်ရတော့ခင်ဗျ Blue City လည်းမြန်ပူပါတာပဲဒါဥစဉ်ကလေးတွေမို့ကြောင့်ဥစဉ်ခုံယူဝင်ကြွားစွာပြောတာမဟုတ်ဘူးဥစဉ်ကလေးတွေအတွေ့အကြုံကလည်းမနှဲတော့ဘူး မနှဲတော့ဘူးเนาะအတွေ့အကြုံဒါရှေ့မှာမတရားဘူးရှေ့မှာသူစုံစမ်းလို့ရတယ်ပောက်ကူတော်တပည့်တွေရှေ့ရတာတချို့เนาะမေးလို့ရတယ်အဲ့တော့ပြောချင်တာကခမတိုင်းမှုတွေတက်မှမှုတွေကိုဟိုပါเนาะတက်နေမှုတွေကိုမတင်ပြနိုင်အောင်အဲ့ဒီမှာခမဗျူဟာမှုရှိတယ်ဗျူဟာမှုစီလောက်ကိုတင်ပြအောင်เนาะရှေ့ရလို့လက်လက်ခရံကြည်လို့ရဆိုဗျူဟာမှုလောက်ကိုတင်ပြအောင်เนาะဗျူဟာအဲ့မှာခမတို့ဗျူဟာမှုရှိတယ်သူ့ရဲ့အတွေ့အကြုံဆိုရင်လည်းမနှဲတော့ဘူးเนาะမနှဲတော့ဘူးဒီဗျူဟာမှုအစင်း ထီရောက်လာတယ်ဆိုတာလေเนาะဒီတိုက်ပွဲတိုင်းတိုက်ပွဲတိုင်းဖြတ်ချုပ်မသေးလို့အဲ့နေရာကိုရောက်နေတာမသေးလို့အဲ့နေရာကိုရောက်လာတာเนาะသူအဲ့ viewer မှုဆိုရင်လည်းဒါအများကြီးပဲသူဖြတ်ကျော်ခဲ့ရတယ်เนาะကြောင်တရားဘက်မှာကြောင်တရားရောအကုန်လုံးပေါ့ဗျအဲ့နာမြတ်ကန်နာတို့မအုပ်ချုပ်နေ viewer မှုဆိုရင်လည်းเนาะအများကြီးသူဖြတ်ကျော်ခဲ့ရတယ်အများကြီးအဲ့တော့ viewer မှုတွေကိုတက်တက်ရှိရှိတင်ပြပါဘာဒါကတော့လိုအပ်တယ်ဒါကတော့ကျွန်တော်တို့ဒါကတော့တင်ပြပေးပါသူကမတင်ပြဘူးဆိုနောက်တက်နေမှုတက်နေမှုမတင်ပြရင်ကျုပ်ကိုယ်တိုင်တင်ပြပေးမယ်ဗျာနော်အဲ့တော့ခင်ဗျားတို့တင်ပြရင်ဗျာ လိုအပ်တဲ့အရာတွေကိုတင်ပြရင်ဗျာမတင်ပြရင်ပြည်သူစစ်တရားတင်ပြတဲ့အရာဆိုရင်တိုင်းမှုစီကိုတော့တိုင်းမှုကြီးကိုနော်တိုင်းမှုကြောက်ထိုက်ဆိုတော့ဥစဉ်တိုက်ရိုက်ဖုံးဆက်ပြီးမှဥစဉ်ကတော့ပြောမှာဖြစ်တယ်လို့နော်ရှေးတန်းမှာကြာနေကိုတောင်ကိုစီယူထားတဲ့လူတွေကိုဒါပြောချင်ပါတယ်ဗျာနော်ခင်ဗျားတို့ပြည်သူစစ်တနေ့ကမနေ့ကပေါ့ဗျာမနေ့ကဟာမျိုးခင်ဗျားတို့လို့ရလေကလေးထားပြီးမှကိုကနောက်ဆုတ်ပြေးတယ်ဆိုလဲကျုပ်ကပြောမှာပြောမှာပြောမှာခင်ဗျာမပြောဘဲတော့မနေနဲ့ဥစဉ်တော့ပြောမှာဥစဉ်စီမှာအတားဖိုင်နေရှိတယ်ပဲဘူကြီးကဘယ်လိုပြန်ပြေးသွားလဲ ဘိုးကြီးဘယ်လိုပြောက်သွားလဲဆိုတော့ကြံတဲ့လူတွေလှုပ်ပြီးသွားပြီးပြီးဆိုကြံခဲ့တယ်ဆိုတော့ကြောင့်ဒါမှမဟုတ်အဲ့ပုံစံမျိုးချိုးကြည့်ဦးစင်အတိုင်းမှုခါလေးပြောမှာနော်အဲ့ဒါလေးကိုလည်းပြောချင်ပါလေဗျာနော်ဦးစင်တို့ကဘာဖြစ်လဲဆိုလို့ရှိရင်တတ္တိရှိခြားသားမှာတတ္တိရှိကြီးလုံးစားမှာနော်ကိုကကြကြနဲ့ထိုင်ပြီးမှလုံနေရတာပဲလေဗျာနော်ဒါလေးကိုတော့ဦးစင်ကပြောချင်ပါလေဗျာနော်ဒါလေးကိုပြောချင်ပါလေ ဒါပါအများတန်းဥစဉ်တက်မလို့ဓာတ်တွေကိုလည်းဥစဉ်တို့ကဥစဉ်တို့ကိုယ်တိုင်လည်းရှေ့မှာသွားတယ်လိုအပ်တဲ့အရာလေးကိုထိုက်တင်တော့ထောက်ပံ့တယ်ဒါဒီတစ်ခေါက်ဆိုဥစဉ်မရေရဘက်ကိုဒါလိုအပ်ထားလေးတွေထောက်ပံ့မှုအတွက်ဥစဉ်ကလှုပ်ဆောင်နေခြင်းဖြစ်တယ်ဘာမှမရေရဘက်ကိုဥစဉ်မရောက်ဘူးဆိုတာကမရေရဘက်ကိုကြတော့လှူမဲ့တက်မဲ့သူဒီတက်မလို့ချင်းမြတ်နိုးတဲ့သူတွေကဒီတော်တော်များများမွှေမှုတို့မမြင့်မြင့်ကြီးတို့ဂျန်တဲ့အဖွဲအဖွဲတွေရောတော်တော်များများရှိကြတယ်ပြူးလို့မှာကတော့လောလောဆယ်တော့เนาะ ဒီဥလိုမျိုးတို့မျိုးသားတွေကတည့်ရတိုင်းပဲဗျာနော်တမ်မတော်တမ်မတော်နဲ့နေမြေထဲမှာတမ်မတော်ရဲ့ဟိုကတမ်မတော်နဲ့ပတ်သက်ပြီးစီဝိုင်းတချို့လုံးကြတယ်ဒါတစ်ခါလေထိုင်ပြီးမှကိုတမ်မတော်ကိုဖောင်းထုနေကြတာနော်အော်ငါတို့တွေဒီလိုအိတ်နေရဒီလိုလေးငါတို့တွေတွားရလိုက်လေဖိတ်ဆိုင်မှာအေးစေးထဲကျောခေါင်းပြောင်းအိတ်နေရတာအော်ရှေးတိုင်းရောက်တမ်မတော်သားတွေရဲ့ကျေးဇူးကြောင့်ပါလားဆိုတော့သူတို့တွေကလက်လက်လေးမှလိုက်ကန်းဆိုတည့်ရတူတွေမျိုးဗျာနော် ဒါကကြောင့်ဥစဉ်တော်ဒါပြေဦးလိုမျိုးတော့ဒါမျိုးတူမျိုးပါရဲ့အတီတရားလေးရှိအောင်လို့ဥစဉ်တော်ပြောပြခြင်းဖြစ်တယ်ဗျာနော်တမတော်မစိုးမှုတဲ့နေရာတွေမှာအခုတမတော်နောက်ဆုတ်ပေးလိုက်တဲ့နှောင်ချိုးတို့ကြောင်မဲတို့တီမိုးတို့ဟာတွေကြီးလိုက်အခုဆိုရင်မှသူတို့တမတော်ရဲ့ကျေးဇူးတရားတိုက်တော်လို့နားလဲလာတယ်သူတို့အတီတရားရှိလာတယ်အတီတရားဝင်လာတယ်လို့ဥစဉ်တော်ပြောချင်တာနော်အဲ့တော့ပြေဦးလိုမျိုးတူမျိုးသားတွေလည်းနော်အမတော်ထောက်ပံ့ပါလို့ကုညီပါလို့တော့ကျွန်တော်ပြောတာဟုတ်ပါဦးဗျာနော်ဒါတိအောင်လို့ဥစဉ်တော်ပြောပြခြင်းဖြစ်ပါတယ်ဗျာအားလုံးဒါပါပဲဗျာ